ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့လူကြီးရောလူငယ်ရောကြိုက်တဲ့ချစ်ချင်းချိုချိုငငဆက်ဆက်ပြပြလုပ်မိလေးတွေကိုမျှဝေပေးကြပါတယ်ရှင်တတိယတော့အစိမ်းလေးတွေကိုတုံးထားပါတယ်အခုရာသီမှာလေတိုက်ပြီးတတိလေးတွေအရန်ကျွေရပေါ့နော်တတိစိတ်နဲ့အရန်ကျွေတော့ဘာလို့စားမှမသိဘူးဆိုလို့ရှိရင်ဒီနည်းလေးတိုင်းလည်းလုပ်စားကြည့်ပါအရန်စားလို့ကောင်းပါတယ်အမှုမော်လေးပြတာမလို့လူကြီးရော လူငယ်ရောကြိုက်ပါတယ်ကဲခုတော့ channel မှာ junior တက်တီးတွေကိုတွားောက်ပြီးတော့ရေးစေးပါမယ် လေကျွေလေးတွေဆိုတော့အနာလေးတွေတော့ရှိပါရဲ့သူတို့ကိုတိကျစာလေးပြောင်းလို့ပတ်သက်ပြီးတော့ရေလေးနဲ့နှစ်ထလောင်းဆေးကြောပေးပါမယ်ရေဆေးတန့်စင်ပြီးသွားတဲ့တက်တီလေးတွေကိုအခွန်လှပါမယ်တက်တီရအများကြီးပါပဲဒါပေမဲ့ဆယ်လုံးမဲသုံးထားပါလေအနာလေးတွေကိုတော့ဖယ်ထုတ်ပြပါမယ်လေကျွေဆိုတော့အနာလေးတွေပါတော့အနာလေးတွေနေရာကိုတော့နှီးပြီးတော့ထုတ်ပြလိုက်ပါမယ် ်တက်တီးလေးတွေအကုန်လုံးပြောင်းတော့အောင်အခွန်လေးတွေလော်ပြီးလိုက်ပါမယ်ရှင်။ခွန်လော်ပြီးတော့လည်းတက်တီးလေးတွေကိုတော့အစိတ်တက်တီးလေးတွေစိတ်ပြီးလိုက်ပါမယ်။စိတ်လေးတွေစိတ်ပြီးသွားပြီဆိုလို့ရှိရင်เนาะအဲ့စိတ်ကလေးတွေကိုဒံဝလီထဲမှာထည့်ပြီးတော့ပြုတ်ပေးပါမယ်။တည်သည့်စိတ်ကလေးတွေကိုရေမြုပ်ရုံလောက်ကလေးတော့ထည့်ပေးပါမယ်ရှင်။ ရေထည့်ပြီးသွားရင်တော့အဖုံးလေးခဏလောက်အုပ်ထားပြလိုက်ပါမယ်ရှင်။စူလာပြီဆိုလို့ရှိရင်တော့သူတို့မှုပြလိုက်ပါမယ်။တက်တီးလေးတွေခြေသွားသည့်အထိမှုပြလိုက်ပါမယ်ရှင်။တက်တီးလေးတွေခြေသွားပြီဆိုလို့ရှိရင်တော့စကားလေးနဲ့အရေးစိယူပါမယ်။စိယူပြီးအပေါ်မှာကျန်နေတဲ့အနှစ်ကလေးတွေကိုတော့ဖယ်ထုတ်လိုက်ပါမယ်။စီယူပြီးသွားတဲ့အနှစ်ကလေးတွေကိုတော့တစ်ခါပြန်ပြီးတော့ကြိုပါမယ်။ ိုးတဲ့ခါပါတော့အထည်ဒဲပိုင်းကိုမကတ်အောင်လို့စီလေး၃၂လောက်ထည့်ပေးပါမယ်ရှင်။ပြီးရင်တည်တိနှစ်ကလေးတွေထည့်မယ်။ဇာကြအစိတ်သားခံတုံးထားပါတယ်ရှင်။စားတစွန်၊နွေးချိုတစွန်ထည့်ပေးပါမယ်။မြုပ်တိမှုံတော့တစွန်ပဲထည့်ပေးပါမယ်။အဆက်ကြိုက်ချင်တော့ထည့်ထည့်လို့ရပါတယ်ရှင်။ပြီးရင်တော့အားလုံးကိုပြစ်လောက်ကြိုးပေးလိုက်ပါမယ်။ အဆက်မပြတ်တော့မှုပေးရပါမယ်။ညောင်စီလေးကြာလာသည့်အချိန်ကြိုပေးပါမယ်ရှင်။ကြိုလို့ညောင်စီလေးကြာလာပြီဆိုလို့ရှိရင်တော့သူတို့ကိုလင်ပန်းလေးရဲမှာ ဖြန့်ပေးပါမယ်။ဖြန့်မယ်လင်ပန်းလေးကိုတော့မကတ်အောင်လို့စီလေးနဲ့ငယ်လောက်တုပ်ပေးထားရပါတယ်ရှင်။ဖြန့်ပြီးသွားတဲ့တည်တည်ပြလေးကိုရေကန်လေးထဲမှာခဏလောက်အေးခံပြီးပေးလိုက်ပါမယ်။ ခုလိုမျိုးအေးအေးခံပေးပြီးအေးသွားတဲ့အခါမှာတော့သူတို့ကိုနေပြပေးရမှာပေါ့နော်။ဒါကတော့ငြိမ်သီးအဆက်စားခြင်းလို့ဆိုပြီးတော့ငြိမ်သီးထက်ထဲနေရပါ။နေ၃ရက်လောက်ပြပေးပြီးသွားတဲ့အချိန်မှာတော့အခုလိုမျိုးတရပြားလေးရပါပြီရှင်။ဒီလိုပပလက်လက်ကလေးနဲ့စားကြံပြရနော်ပျော့အီအီပပကလေးပါအရင်လည်းမမှာပါဘူးပြီးရင်တော့ချိုချိုလေးစားကြံလို့အပေါ်မှာကြားလေးတွေထပ်ဖြူလိုက်ပါနဲ့ကြားလေးတွေ မြင်းများလေးထည့်ပါတယ်ပြီးလို့ရှိရင်တော့သူတို့ကိုလိမ့်ပေးလိုက်ပါမယ်ရှင်ပြောရင်အပီးကြပြီးရင်တော့အကွင်းလေးတွေလှူပေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့လူကြီးရောလူငယ်ရောကြိုက်တယ်အမူးမော်လည်းပြည်တယ်စားလို့လည်းကပင်းအရန်လိုက်တယ်ပြည့်သီးစိမ့်လေးတွေလည်းလေမသွားတော့ဘူးပေါ့နော် ကဲအားလုံးပဲလိုက်လို့စားကြည့်ပါလို့ပြောချင်ပါတယ်ရှင်ဒီနေ့လေးကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်လာရောက်ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ခုလိုမျိုးလွယ်ကူလေးမြန်တဲ့ရိုးရှင်းတဲ့ကုန်ကြစိတ်လည်းအများကြီးတက်တာတဲ့ဟင်းချက်နေလေးတွေမုန်းလို့နေလေးတွေကိုစိတ်ဝင်စားရဆိုရင် channel လေးကိုလည်း like and subscribe နှိပ်သွားပြီးကိုမမေ့ပါနဲ့ရှင်နောက်တင်မဲ့ဗီဒီယိုလေးမှာလည်းအားလုံးနဲ့ပြန်တွေ့ချင်ပါတယ်အားလုံးပဲတတ်တာ